လီဗာပူးကဆာလာကိုတက်တန်းတိုးနိုင်ဖို့ဂျိုးပန်းသိနေလို့တိုက်တွန်းလိုက်တဲ့မိုက်ကယ်အိုဝင်လီဗာပူးနဲ့အင်္ဂလန်ကစားသမားဟောင်းမိုက်ကယ်အိုဝင်ကလီဗာပူးအသင်းနဲ့အဓိကကစားသမားမိုဟာမက်ဆာလာကိုတက်တန်းတိုးမြင့်နိုင်ဖို့တေချာဂျိုးပန်းသိပြီး စာချုပ်သက်တမ်းတိုးခြင်းဆိုင်ရာမူဝါဒတွေကိုလည်းပြောင်းလဲလိုက်တဲ့နယ်လို့အကြံပြုတိုက်တွန်းလိုက်ပါတယ်။ဒါမဲ့ဇွန်လမှာဆာလာပါဝင်ဗန်ဒိုက်အာနိုတို့လိုလီဗာပူးအဓိကကစားသမားတွေကအသင်းနဲ့စာချုပ်သက်တမ်းတွေကုံဆုံးကြတော့မှဖြစ်ပြီးဒီအပိုင်းအတွင်းမှာပဲအာနိုကရီယယ်မက်ဒရစ်တင်းစီ၅နှစ်စာချုပ်နဲ့ခေါ်ယူဖို့ပုံကိုရေးဆိုင်ရာသဘောတူညီချက်ရရှိထားပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ဆာလာလည်းဒီအသည်မှာလီဗာပူးအတွက် ပြိုင်ပွဲစုံ43ပွဲကစားထားခဲ့ရင်32ဂိုးသွင်းယူထားပေးသလို22ဂိုးထိလည်းဂိုးပန်နီကိုပြုတ်ထားပါတယ်။ဒီလိုတောက်ပနေတဲ့ဆာလာကလီဗာပူးနဲ့သာကစားသမားဘဝကိုဆက်လက်ဖြတ်တန်းကြည့်နေမယ်ဆိုရင် မိုက်ကယ်အိုဝင်းကယုံကြည်နေပြီးဒါကိုအတင်းအနေနဲ့စာချုပ်ဆိုင်ရာမူဝါဒတွေကိုပြန်လည်စဉ်းစားဖို့လိုအပ်တယ်လို့လေးထားပြောကြားခဲ့ပါတယ်။မိုဟာမက်ဆာလာကစိတ်ဝင်စားကြပဲကျွန်တော်ထင်တာကမိုဟာမက်ဆာလာကဆက်နေခြင်းနဲ့တကယ်တူကဆက်နေခြင်းနဲ့ဆိုတာသိကြသလောက်ပါပဲလီဗာပူးအနေနဲ့စီးမင်းတွေကိုနည်းနည်းလောက်ပြောင်းလဲရလိမ့်မယ်လို့ထင်ပါတယ်။သူတို့ကဒီအသက်အရွယ်ကစားသမားတွေအတွက်စာချုပ်သက်တမ်းကိုနှစ်နှစ်ပေးမယ်လို့ပြောနိုင်တယ်။ဒါပေမဲ့သူကတာမန်ကစားသမားမဟုတ်ဘူး။သူကကြံ့ခိုင်မှုအပြည့်ရှိတယ်။အားကစားနဲ့မြုပ်နှံထားသူဖြစ်ပြီးဂျင်းမာနေထိုင်နေ။အရန်ကို professional ဆန်းနေ။နောက်၃နှစ်၄နှစ်မှာ ။ "तू အခုလက်ရှိအဆင့်မှာမရှိတော့မယ်လို့ဘယ်သူမှမပြောနိုင်ဘူး။ तू ကမယုံနိုင်အောင်ထူးချွန်နေ။ဒါကြောင့်ကျွန်တော်ကတော့စီးမြင့်နေပြောင်းလဲပြီးသူ့ကိုစားချုပ်ပေးမယ်။ तू နဲ့လီပလာရမယ်လို့ပြောတဲ့ပရိသတ်တွေမျိုးမဟုတ်ဘူး။ဘာလို့လဲဆိုတော့အတင်းကို NAM မှာထားလို့မရဘူး။ဒါပေမဲ့အခုအဆင့်ကိုမရောက်သေးဘူးလို့ထင်တယ်လို့အိုဝင်ကပြောဆိုသွားခဲ့ပါတယ်။ဘလို့ဒီမှာကျွန်တော်တို့ကတော့အမှားကိုချပြတ်တယ်။